โอเคဒီနေ့ပြောပြမယ့်တင်ဒင်းကတော့အသက်20နှစ်အရွယ်အမျိုးသားတဦးကအတဲကွဲပြီးတော့ကိုယ့်အနေကိုဓာတ်ဆီလောက်မီးရှို့လိုက်တဲ့တင်ဒင်းကိုပြောပြပေးမလို့ဒီတင်ဒင်းကအခုလက်ရှိ Thai တင်ဒင်း channel တော်တော်များများမှာတင်ထားတယ်ဖြစ်သွားတာကတော့6လပိုင်း30ရက်နေ့မနေ့10နာရီခွဲဝင်းကျင်လောက်ကဖောက်ဖို့ရုထင်းလာမကြီးဒီ BDS 10နာရဲ့အောက်မြေယာဖွင့်ပြူရေးဌာနနားလေးမှာဖြစ်သွားတာအဲ့နမှာပေါလုံဆေးရုံလည်းရှိရဒီဖြစ်စဉ်ကိုမြင်တွေ့တဲ့သူတဦးပြောတာက ခင်းဖြစ်တဲ့ချိန်တော့မြေယာဖွံ့ဖြိုးရေးဌာနနာမှာចောင်းတူနှဦးကငိုယိုអော်ហិបပြီးတော့ပြေးလာတာကိုတွေ့ရဲ့အဲចောင်းတူနှဦးပြောတာကသူတို့ကဘတ်စကာစီးဖို့အတွက်ကားမတိုင်မှာကားဆောက်နေတဲ့ချိန်ဒီကားမတိုင်ရဲ့အနောက်မှာအသက်21နှစ်အရွယ်အမျိုးသားတဦးကဖုန်းပြောနေရဲ့သူ့ပုံစံကစိတ်အယဉ်ညစ်ပြီးတော့စိတ်ဖိစီးနေတဲ့ပုံစံပြီးတော့သူ့ကိုယ်ဝေါ်ကိုစီလောင်းချလိုက်တယ်လောင်းချပြီးတော့မီးချစ်တဲ့အင်ဂျီကိုမီးညှိလိုက်တယ် စီရ6လီတာလောက်ရှိရလို့ပြောတယ်အဲ့လိုမီးကြီးလိုက်တော့တကူလုံးမီးဆွဲလောင်သွားတယ်ဆွဲလောင်သွားတော့နာကျင်ပြီးတော့ဒီចောင်းတူနှဦးရှိနေတဲ့ဘက်ကိုပြေးလာခဲ့ရအဲ့ဒီចောင်းတူနှဦးကလည်းကြောက်ပြီးတော့ထွက်ပြေးရပါတော့เนาะပြီးတော့ဒီမီးလောင်နေတဲ့လူကကာလာမဘက်ကိုပြေးဆင်းသွားတယ်သူကဘတ်စကာမတ်တိုင်အရှိတ်ကာလာမ platform နဲ့ကတ်နေတဲ့အာလမ်းရဲ့ဘယ်ဘက်အစွန်ဆုံးဘက်ကိုပြေးဆင်းသွားတာ အဲ့လိုပြင်းစင်းသွားတော့လမ်းပေါ်မှာလာနေတဲ့ဆိုင်ကယ်တစ်စီးနဲ့ပြန်တော့ဝင်တိုက်တယ်ဆိုင်ကယ်ဓမာကလည်းလဲသွားတယ်လဲသွားတော့ထိခိုက်ဒဏ်ရာအနေအချင်းရသွားတယ်အဲ့ချိန်မှာလမ်းပေါ်မှာဖြတ်သွားတဲ့ကားတစ်စီးကလည်းဒီမီးလောင်နေရာကိုတွေ့တော့ကားကိုရက်ပြီးဒီကားနောက်ဘုံမှာပါလာတဲ့အဝတ်တစ်ခုနဲ့ဒီမီးလောင်နေတဲ့အတူကိုလာငိမ့်ပေးတယ်ဒါပေမဲ့မီးကမငိမ့်ဘူးမငိမ့်တော့လမ်းတစ်ဖက်ချမ်းမှာရှိတဲ့လုံခြုံရေးဝန်ထမ်းတို့အူအာမိသက်စေဘူးနဲ့ပြေးလာပြီးမိလာကူငိမ့်ပေးရ ီးတော့ဘာမှတိတ်မကြောက်ကေစေရေးအဖွဲတွေရောက်လာခဲ့တယ်ကေစေရေးအဖွဲတွေရောက်လာတဲ့အချိန်မှာဒီမိလောင်နေတဲ့သူကအာနည်းနည်းလေးတော့လှုပ်ရှားနေသေးရဲ့ဘာမှတော့မပြောနိုင်တော့ဘူးသူ့တကူလုံးကမိလောင်ကျွမ်းသွားပြီကျမောင်းမိအရှိဆိုရင်လည်းအတူပဲကြံတော့လို့ပြောတယ် NLD မိလောင်နေတဲ့သူကိုအာပေါလုံဆေးရုံကိုခေါ်လာလိုက်တယ်ဆေးရုံကဆရာဝန်ကြီးပြောတာကတော့ဒီမျိုးသားကတဲ့ရရခိုင်နှုံနီးနီးကိုမိလောင်ကျွမ်းသွားတယ်လို့ပြောတယ်အခုလက်ရှိကတော့သူ့ကို ICU ထဲမှာထားပြီးတော့အရေးပေါ်ဆေးကုသပေးနေရယ် ဒီကျွလွန်တူမျိုးသားရဲ့အမေကိုတည်င်းထောက်တရားတွားပြီးမေးမြန်းတဲ့အချိန်မှာသူ့အမေပြောတာကသူ့တားကမွေးစေဝါးတွေပါရင်မတုံဘူးဒါပေမဲ့လွန်ခဲ့တဲ့၂ရက်၃ရက်လောက်တုန်းကသူ့တားကသူ့ရဲ့ရီစာသူ့ကောင်မလေးနဲ့ပြဿနာတွေဖြစ်ကြတယ်ပေါ့နော်အဲ့ချိန်ကလေးကသူ့တားကစိတ်ညစ်နေတာစိတ်ဖိစီးနေတာပြီးတော့သူ့တားပြဿနာဖြစ်တဲ့ကောင်မလေးကသူ့တားရဲ့အချစ်ဦးလို့ပြောတယ်အဲ့တော့အခုလက်ရှိကတော့ရဲတွေကဒီဖြစ်စဉ်ကိုအတိတ်စိတ်စုံစမ်းစစ်ဆေးဝါမယ်လို့ပြောတယ်။အိုး ကျန်းကတော့လမ်းမအလေကြီးမှကွာတော်တော်ဆူဆူလို့အာကိုကိုကိုပဲအရင်ချစ်ကြပါနော်ပြီးတော့မှတများတွေကိုပြန်ချစ်နော်ကိုကိုကိုပဲအရင် give side ကိုကိုကိုပဲအရင်ချစ်ကြနော်โอเคအဲ့လေးလာပြောအားလုံးနဲ့ဆင်ပြေကြပါစေ